American သမ္မတ Donald Trump ဟာနိုင်ငံရဲ့ nuclear လက်နက်စမ်းသပ်မှုတွေကိုချက်ချင်းပြန်လည်ဆက်တင်ဖို့အမိန့်ပေးလိုက်ပြီးဖြစ်ပါတယ်။ဒီလို့ရဟာကမ္ဘာလုံးချုံရေးတန်တမန်ရေးရာနဲ့လက်နက်ထိုင်းချုပ်ရေးအပေါ်အကြီးအကျယ်ရိုက်ခတ်မှုတွေဖြစ်ပေါ်စေခဲ့ပါတယ်။သမ္မတ Trump ရဲ့အမိန့်ဟာရုရှားနိုင်ငံကမကြတဲ့မီကစမ်းသပ်အောင်မြင်ခဲ့တဲ့ Poseidon ရေအောင် drone နဲ့ Bureau of Snake Missile လို့ nuclear ဆွမ်းရည်တုံးစနစ်တွေကိုတုံးပြန်တဲ့အနေနဲ့ဖြစ်ပါတယ်။ ဒီလောက်ရကစစ်အေးခေတ်ကပုံစံမျိုးနဲ့နျူကလ িয়ার ဆွမ်းရည်ပလိုင်းဆိုင်မှုဟာပြန်လည်ဆက်တင်လာပြီဆိုတာကို ရှင်းရှင်းလင်းလင်းပြသရပါတယ်။နိုင်ငံတိုင်းနိုင်ငံကလက်နက်အသစ်စမ်းသပ်လိုက်တာဟာအခြားပလိုင်းဘက်နိုင်ငံတွေဟိုလည်းတံပြန်လှုပ်ဆောင်ဖို့တွန်းအားပေးပြီးလက်နက်ပလိုင်းဆိုင်မှုတန်တရာကိုဆက်တင်စေကကမ္ဘာလုံခြုံရေးကိုပိုမိုတင်းပါစေပါတယ်။ အမေရိကန်ဟာ1992ခုနှစ်နောက်ပိုင်းစုစုပေါင်း33နှစ်နျူကလ িয়ার စံတမှုကိုရပ်ဆိုင်ထားခဲ့ပါတယ်။အခုလိုပြန်လည်ဆက်တင်ဖို့အမိန်ပေးလိုက်ခြင်းဟာ Comprehensive Nuclear Test Ban Treaty CTBT လိုမျိုးအရေးပါတဲ့စာချုပ်တရေတန်ဖိုးကိုထိခိုက်စေပြီးဆယ်ဆနှစ်များစွာကျိုးပန်းတိဆောက်ခဲ့တဲ့နိုင်ငံတကာသဘောတူညီမှုများနဲ့လက်နက်ထိန်းချုပ်ရေးမူပေါင်းတွေကိုပြက်ပြက်သွားစေနိုင်ပါတယ်။ သမ္မတထရန့်ရဲ့အမိန်ဟာရုရှားနဲ့တရုတ်တို့အပေါ်အင်အားပြသလိုခြင်းအမေရိကန်ရဲ့နျူကလ িয়ার ဥစ္စာဖရမ်မိုမှုကိုထိန်းထိန်လိုချောင်းအချက်ပြခြင်းနဲ့ပြိုင်ဘက်များကိုဟန်တားခြင်းတို့အတွက်အသုံးပြုသည့်မဟာဗျူဟမြောက်အစည်းအဝေးတစ်ခုအဖြစ်လည်းသုံးသပ်နိုင်ပါတယ်။ရုရှားကတော့မကြတိမီကပြုလုပ်ခဲ့တဲ့စမ်းသပ်မှုနှစ်ခုဟာလက်နက်ပြိုင်ဆိုင်မှုအတွက်မဟုတ်ကြောင်းညှင်းဆိုထားပြီးတရုတ်နိုင်ငံကလည်းနျူကလ িয়ার စမ်းသပ်မှုရဆိုင်ရဲ့ကတိကဝတ်ကိုလေးစားဖို့နဲ့ CTBT စာချုပ်အောက်ကတာဝန်ကိုရိုးသားစွာလိုက်နာဖို့မျှော်လင့်ကြောင်းတုံ့ပြန်ထားခဲ့ကြပါတယ်။ ဒီတရုတ်နဲ့အတူကမ္ဘာအင်အားကြီးနိုင်ငံတွေကြားကစင်ခေါ်မှုအသစ်တွေကိုဆက်လက်ဆောင်ကြည့်ရအောင်မှာဖြစ်ပါတယ်